PUBG Mobile Cyber Week ရဲ့နောက်ဆုံး event Cyber Famous Fire MOG ရမယ်ဆိုရင်မနေ့က game နဲ့မှတွေ့မြင်ရပြီဖြစ်ပါတယ် ဒီ event အချိန်ကိုကြည့်ရမယ်ဆိုရင်29ရက်17လနဲ့9ရက်17လအထိသွားမှာဖြစ်ပါတယ် event အချိန်ကတော့တူတာမျိုးရှိပါတယ်တရက်တာရဲ့ပထမအဦးဆုံး spin ကိုကြည့်ရမယ်ဆိုရင်တော့ 10UC ကြသေးမှာဖြစ်ပါတယ် spin တစ်ချက်လောက်လုံးကြည့်ကြည့်ရအောင်များကံတော့ကောင်းတာမျိုးမရှိပါဘူးလက်ရှိကျွန်တော်စီမှာကြည့်ရမယ်ဆိုရင် discount voucher ရှိတာဖြစ်ပါတယ်ဒီကောင်းတဲ့ပေါ်ရချော spin နဲ့ပါပါလုံးကြည့်ကြည့်ရအောင်များကံဒီပါရီများကောင်းမလားပေါ်ဗျာကျွန်တော်ထပ်တစ်ခါပေါ်ရချောသွားကြည့်ကြည့်ရအောင်ဗျာဒီရက်ကက်ရရှိရင်တော့တော်တော်လေးကိုကောင်းတာဖြစ်ပါတယ်ကံနဲ့ပေါ်ရကူကြိုက်တဲ့ gun skin တွေပါတယ်ယူလို့ရပါတယ်ကံတော့ကျွန်တော်ကောင်းတာမျိုးမရှိပါဘူးဗျာဆဲက spin လုံးမယ်ဆိုရင်တော့ UC 940 30ကျသိမှာဖြစ်ပါတယ်အဓိကတကယ်ကျတော့ဒီကက်လိုတာဖြစ်ပါတယ်ဒီကက်ရလိုက်တယ်ဆိုရင်တော့ကိုကြိုက်တဲ့ item တခုယူလို့ရတာဖြစ်ပါတယ်တခြား item တွေလည်းဒီမှာတွေးမြင်ရတာမျိုးရှိပါတယ်ဒီရဲ့ coin တွေနဲ့လည်းပေါ့ဗျာတကယ်ကျတော့ဒီရဲ့ကက်ယူလို့ရပါတယ်ဘယ်ကနေယူရမလဲဆိုတော့ကျွန်တော် redeem နဲ့မှာတစ်ချက်လောက်ဝင်လိုက်ပါမယ်ဒီမှာကြီးရမယ်ဆိုရင်ကြီးကြီးပါ gain တွေတွေးမြင်ရတာမျိုးရှိပါတယ်ဒီ gain ကတော့ပေါ့ဗျာတစ်ချိန်တုန်းက premium grade tree အောင်ပဲဥပမာကျတော့လာပြီးသွားပြီဖြစ်ပါတယ်တခြား gain တွေကိုကြီးရမယ်ဆိုရင်တော့ UMP တွေပါတွေးမြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကဒီရဲ့ပေါ့ဗျာ skeleton m416 sorry ကျွန်တော် m16a4 တွေးမြင်ရတာမျိုးရှိပါတယ်ဒီကောင်ကိုကြီးရမယ်ဆိုရင် premium grade မှာကျော်လာပြီးသားလို့ထင်ပါတယ်ဟုတ်ပါတယ်ကျော်လာပြီးသားပဲဖြစ်ပါတယ်နောက်တစ်ခုကျော် M762 လည်းတွေးမိရတာမျိုးရှိပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ UMP ကျော်ထပ်တစ်ခါတွေးမိရတာဖြစ်ပါတယ်နောက်တစ်လက်ကိုကြည့်ရမယ်ဆိုတော့ Scarlet လို့တွေးမိရတာမျိုးရှိပါတယ် Scarlet လာတော့ကျော်တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်ပုံစံအနေထားကြည့်ကြည့်ပါနောက်တစ်လက်ကတော့ကျော် SKS ပဲဖြစ်ပါတယ်အောက်မှာကြည့်မယ်ဆိုရင် cap ပုံစံပေါ်ပြပေးထားရှိပါတယ်သူကရေးထားရှိပါတယ် open in the inventory to get an upgrade fire finish of your choice ပေါ်ပြတကယ်ကျွန်တော်ဒီထည့်ရဘယ်ရဲ့ fire mode ကိုချိန်လဲအကောင်ကျော်ယူလို့ရတာဖြစ်ပါတယ်သူကြိုက်တာပြီးမှမဟုတ်ပါဘူးဗျဒီ ကက်ရှိတယ်ဆိုရင်ကိုချိုက်တဲ့ဘွေကဂန်တလက်ယူလို့ရပါတယ်နောက်တစ်ခုကကျောစီမှာဒီကကွိုင်းအသေးလေး450ရှိတယ်ဆိုရင်လည်းဘွေကဒီကကက်ယူလို့ရတာဖြစ်ပါတယ်ဗျာ even ကျောတအားကြီးမချပါဘူးဒီမှာချီရမယ်ဆိုရင်တရက်တာဘွေကတကယ်ကျွန်တော်အနေနဲ့30 UC နဲ့ဘွေကကန်ဆန်လို့ရရပါတယ် even ကတော့တော်တော်လေးကိုတူပါတယ်စပင်လောက်သွားနေမြဗဘက်ချက်မှာချီရမယ်ဆိုရင် reward တွေတွေးမြင်ရတာမျိုးရှိပါတယ် နောက်တစ်ခုကတော့ငယ်ချင်းတို့ event နဲ့ဝင်လိုက်တယ်ဆိုရင် Polar Mini 14ကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာရှိရမယ်ဆိုရင် Go ဆိုတာနှိပ်လိုက်ပါငယ်ချင်းတို့ဒီမှာ register ဆိုတာနှိပ်ဖို့တော့လိုပါတယ်ဒီကောင်ကဘယ်ချိန်လာမလဲဆိုတော့17ရက်နဲ့15နာရီနောက်ဆိုရင်ဒီကောင်ကလာမှာဖြစ်ပါတယ်သူရေးထားတာတော့ PMGC Grand Final Limited Time Parks Lock In to get a free permanent fire and finish ပေါ့ဗျာ လုံးဝ free ပါမန်နဲ့ရမယ်ဆိုရင်မှရေးထားတာမျိုးရှိပါတယ် game နဲ့ဝင်လိုက်တာနဲ့ပေါ့ဗျာဒါပေမဲ့ဒီကောင်တကယ်ပဲကျော် game နဲ့ဝင်လိုက်တာနဲ့ free အပိုင်ရရှိမှာလားပေါ့ဗျာဒီ event အချိန်ကတော့12ရက်12လအနေကျော်14ရက်12လအထိသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီကောင် game နဲ့ဝင်လိုက်တာနဲ့တကယ်ပဲ free အပိုင်ရရှိမှာလားပေါ့ဗျာသူရေးထားတဲ့ပုံစံနဲ့ဆိုရင်တော့ဘာမှလုတ်เสียမလို့ပါဘူး free အပိုင်ရရှိမယ်ဆိုရင်မှရေးထားတာဖြစ်ပါတယ်ဒီ event အချိန်ကတော့12ရက်12လအနေ14ရက်12လအထိသွားမှာဖြစ်ပါတယ်ဒီအချိန်ကပေါ့ဗျာ PMGC final 3ရက်ကျင်းပနေတဲ့အချိန်ဖြစ်ပါတယ်ဒီမှာကျွန်တော်ကဘာကြောင့်တကယ်ပဲ free ပေးမှာလားဆိုတော့ပေါ့ဗျာဒီမှာ ရမယ်ဆိုရင် lock လုပ်ထားတာရှိပါတယ်ဒီက gun skin တွေးမြင်ရတာမျိုးရှိပါတယ် coin တစ်ခုနဲ့ပေါ်ရဝယ်ရတာမျိုးရှိပါတယ်ဒါကြောင့်ကျွန်တော်တကယ်ပဲဒီကောင်က locking လုပ်လိုက်တာနဲ့ free အပိုင်းရရှိမှလားဒါမှမဟုတ်ကျွန်တော် anti chain ရပေါ်ရဒီကောင်ပွင့်မှာပေါ်ရဒီက coin နဲ့ယူရမှလားဆိုတာနည်းနည်းမသေးကွေးတာပဲဖြစ်ပါတယ်ဗျဘလို့ပုံစံလာမလဲဒါကတော့ကျွန်တော်စနေရနေ့ချိန်တီးရမှာဖြစ်ပါတယ်တကယ်ကျွန်တော်ဒီက gun skin နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ်ရပုံမှန် gun skin ပဲဖြစ်ပါတယ် upgrade gun skin တွေပါတယ်တော့မဟုတ်ပါဘူးဗျာဒါပေမဲ့လည်းမစိုးပါဘူးကျွန်တော်လာတယ်လို့ပြောလို့ရပါတယ်ဗျအဓိကအရေးကြီးတာ register ဆိုတာတကယ်ကျွန်တော်နှိပ်ထားဖို့မမိပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒါ ါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျငွေချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့ငွေချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ